ကိုဘက်ကနေပြီးတော့ဒါပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပေးတယ်ပြည်သက်တွေဆိုတော့ကိုဘက်ကလည်းအချို့ဟာတွေတော့ဖြည့်ဆင်းချက်တစ်ခုတော့ခလာတော့မှတို့လည်းအဆင်ပြေတော့ပေါ့အချို့ဟာတွေကတော့ရှင်းသင့်တယ်ခင်လို့ရှင်းတော့ပေါ့နော်ဘယ်လိုမျိုးကိစ္စတိုင်းတော့ကျွန်တော်နော်ဝင်တိုက်ပြီးရှင်းတော့ပေါ့ဘာလို့ဆိုတော့လူဆိုတာအမြင်လည်းမကြည့်ကြဘူးအတွေ့လည်းမကြည့်ကြဘူး spice of life ဒါဒီ47ကဒီစိုက်ဘယ်ရဲ့အများကြီးဖွင့်လာနိုင်တယ်ပေါ့နော်အဲဆိုတော့ဒါအများကြီးပုံပြပါတယ်ဒီကောင်ကအများကြီးဖွင့်လိုက်ပါလိမ့်မယ်ကျွန်တော်ကတော့တိတ်ထူပြီးတော့ကြောင်းလက်ကြည့်တာလို့မရှိဘူးပေါ့နော်အဲသပင်းရောင်းနေပါလေကကျွန်တော်အစတည်းကမစိုးရသူဆိုတော့ဒီသပင်းကိုအတူတော့ပဲထားပြတယ်ပေါ့အခုကတော့ကရုံးစရာပြင်ရအောင်ပေါ့နော်ပြင်ပြန်ရှည်တာမှအဲကျွန်တော်ထားနေတဲ့ပုံစံလေးကိုပြန်ထားမယ်ပေါ့။ဒါပေမဲ့လည်းအဲဒီ character ရ ်ဘယ်လိုပြောအောင်လဲเนาะအားဒီတစ်ချက်ပြန်ကြည့်ပါဦးဒီကတော့အနေနဲ့ကြောက်ပါတယ်ဒီကကြောက်ပါတယ်ဘယ်လိုလဲဖြစ်အဆင်ပြေပါတယ်။ဒါဆိုရင်ပြကြမယ်။ဘောကတော့ဟုတ်ပြီ။ဘောကတည်းကရှည်တာတဲ့အတိုင်းလေးပဲပေါ့နော်။သုံးမိရတာရှည်တာတဲ့အတိုင်းလေးပဲဆိုတော့ဒီတိုင်းလေးပဲထားပြီးတော့အဲနောက်ရိုက်မဲ့ကားလေးဒီလိုပုံစံနဲ့ပဲသွားပြီးပြရတယ်။ဘယ်လိုလဲ။ကျွန်တော်ကတော့ အခုမှအလိုအထောင်လေးပဲပေါ့နော်ရှင်းရှင်းတန်တန်လေးပဲကြိုက်တယ်ဆိုတော့ဟိုအရှိလို့ပါတော့ကြောက်တာ character တခုရကျွန်တော်ဟိုရင်တော့ထားတာလည်းရှိတာလေကျွန်တော်ရိုက်ရှင်တဲ့ character ရိုက်ပြီးတော့လည်းရှင်းကြတော့ရလိုက်တယ်ပြီးတော့အဲ့လိုအလိုရှင်းရှင်းတူတူလေးကြိုက်ကျွန်တော်ကျွန်တော်ကတော့အဲ့ဒီသပင်ကိုကျွန်တော်ခဲလို့ဖြစ်တဲ့ skin တော့တိတ်မခဲဖြစ်တော့ဆပင်ကငငယ်တွေကဟိုကကျွန်တော်အဲ့ဗီတာမင် E တို့ဟိုတော့ဟိုတန်လွေဇီရောပေါ့နော် အားလေးတိတ်ပြီးတော့ငငယ်လေးရအောင်ပါနော်အမေကလေအဲမိမိကလေကျွန်တော်အဲ့လိုမျိုးကြောင်းသွားလို့ရှိရင်အဲ့လိုမျိုးဆပင်းကိုအဲ့လိုဗီတာမင် E ကိုအလုံးလေးရှိဆပင်းအားပြည့်ရအောင်အားလေးလေးလေးပြီးရဆိုတော့အခုဒီလေကျွန်တော်အားလေးတစ်ခါကြောက်လို့ရှိရင်အဲဂျယ်ရီဘာရီသုံးပြီးလို့ခါကြောက်လို့ရှိရင်ညဘက်ကောင်းချော်ပြီးရလို့ရှိရင်အားလေးလေးမိအိတ်ဖြစ်တယ်ပေါ့နော်အဲ့လိုတော့ဆပင်းကတော့ကျွန်တော်ခဲလို့ဖြစ်တယ်ဘာလို့ဆိုတော့အဲဆပင်းဆိုတာဒီလူတယောက်ကလည်းဒါအရေးကြီးရတယ်ဒုတိယမျက်နှာဆိုတော့ အဲ့တော့ကျွန်တော်ခဲလို့အဲ့လိုပေါ့ကျွန်တော်ဝတ်တဲ့ပုံစံလေးတိုင်းပဲဝတ်တာပါဘောနော်အရင်ကထွေထူးပြောင်းလဲတာတော့မရှိပါဘူးဟိုကျွန်တော်ねအစဉ်ပြေမဲ့ခင်တဲ့ဥစ္စာလေးပြောဖို့တောင်းဘယ်လိုပါပဲပြောတာပေါ့ပြောတာပေါ့ကျွန်တော်ဟိုချစ်ကြတဲ့လူတွေအားပေးကြတဲ့လူတွေတော့ဘယ်ကျွန်တော်ကိုယ်တိုင်လည်းအများကြီးအားဖြစ်တယ်အများကြီးအားဖြစ်တယ်ပြီးတော့အများကြီးလည်းပုံစံစူးစမ်းမယ်ဆိုရင်စိတ်တွေဝင်တော့ဘောနော်အဲ့တော့ကျွန်တော်ချစ်ပေးကြတဲ့အဲ့လိုမျိုး ပြည်သက်တွေတကယ်ရှင်နေရနေလဲကျွန်တော်လည်းတကယ်ကိုအများကြီးပြင်ကျေပြီးတက်ပါဖက်မီတယ်လားဖက်မီတယ်တော့ကျွန်တော်လုပ်ဖို့တော့စီစဉ်ရှိပါတယ်အခုချိန်ပါတော့လုပ်လုပ်လုပ်ကြအောင်ရောချိန်ကြအောင်ပေါ့နော်အားကြောင့်မလုပ်ဖြစ်ရအောင်ဒေချာလေးတော့လုပ်ဖို့ရရှိပါတယ်ဟောအဲ့ဒါကြတော့အဲဘယ်လိုပြောရမလဲတချို့တချို့ကိစ္စတွေကြတော့ မရှင်းဘူးပေါ့နော်မရှင်းလို့ရတယ်ကြံစည်မရှိဘူးဒါပေမဲ့တချို့ကိစ္စတွေကြတော့လေကိုယ့်ဘက်ကနည်းနည်းလေးရှင်းလိုက်တဲ့အချိန်ပြောဟိုပြောလိုက်တဲ့အချိန်ကြောင့်မှကိုယ့်ဘက်ကနေပြီးပြန်ပြောပြခြင်းနဲ့ပရိသတ်ဆိုတာလည်းရှိပြီးရတယ်ဆိုတော့ကိုယ့်ဘက်ကကိုယ့်ဘက်ကနေပြီးတော့ပြန်ပြီးတော့ထောက်ခံပေးတယ်ပြန်ပြောပြတဲ့ပရိသတ်တွေဆိုတော့ကိုယ့်ဘက်ကလည်းတချို့ဟာတွေကြောင့်ပြင်ဆင်ချက်တခုတော့ခလာတော့မှတို့လည်းအဆင်ပြေတော့ပေါ့ဆိုတော့အဲအားအရကြောင့်လည်းတချို့ဟာတွေကကြတော့ရှင်းသင့်တယ်ခင်လို့ရှင်းတော့ပေါ့နော် ဟိုလိုမျိုးကိစ္စတိုင်းတော့ကျွန်တော်နော်မန်တိုက်ကြည့်ရှင်းတော့ပါဘူး။ဟောလို့ဆိုတော့လူဆိုတာအမြင်လည်းမကြည့်ကြဘူးအတွေ့လည်းမကြည့်ကြဘူး။ပြီးတော့ပုံစံဇယအနေထားပေါ့အကုန်လုံးပေါ့။ဆိုတော့အစားအရာအကုန်လုံးအဲလူဆိုတာကိုယ်ကြောင့်ကိုယ်ပဲအတိတ်ဆုံးပေါ့နော်။အားရတယ်နားလည်အောင်လိုက်ရှင်းပြလိမ့်မယ်ဆိုတာဖြစ်နိုင်ပြီ။အဲတော့ရှင်းတဲ့အခါတော့ရှင်းပါပေါ့နော်။ဟုတ်ကိစ္စတိုင်းတော့ပြီးရှင်းလို့ဒါကတော့ကောလာဟာလာကောလာဟာလာအတိုင်းပဲပေါ့နော်အ ကလာလာတိုင်းပဲကျွန်တော်ထားလိုက်ကြတော့အဲ့ဒါကြီးဒီဘာမှသိကြည့်မပြောချင်တော့ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းအလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်မှာဟိုကျွန်တော်ဘယ်လိုလဲဆိုတာဒါသိနေတာပဲဒီဆိုတော့ကျွန်တော်လည်းသူစုလည်းကျွန်တော်လည်းရှင်းပြတယ်ဒီပုံစံကတော့ဒီကောင်ကတော့ပြောဆိုင်ခွင့်ရအောင်လည်းပြောလိုက်ပါသေးတယ်